ပရိတ်တွေရွတ်နေတာနှစ်တထောင်လောက်ရှိပြီ။ပရိတ်ရွတ်တော့ဘာဖြစ်လဲ။ဘာမှမဖြစ်ပါဘူး။ရွတ်တည်ဖြစ်စေမရွတ်တည်ဖြစ်စေဘာမှမဖြစ်ပါတဲ့။ပရိတ်တွေရွတ်နေတာနှစ်တထောင်လောက်ရှိပြီ။ပရိတ်ရွတ်တော့ဘာဖြစ်လဲ။ဘာမှမဖြစ်ပါဘူး။ရွတ်တည်ဖြစ်စေမရွတ်တည်ဖြစ်စေဘာမှမဖြစ်ပါတဲ့။ ဒီလိုစကားကိုပြောတဲ့လူတွေကအသိဉာဏ်မရှိတဲ့လူတွေနဲ့ဘ ഹു တုတ္တမရှိတဲ့လူတွေပဲပြောတာနော်တရားဂုံတော်6ပါးထဲမှာအကလိကဂုံဆိုတာပါတယ်အကလိကဂုံဆိုတာတရားကျင့်ဆောင်တဲ့ပုဂ္ဂိုလ်ကိုတရားကအခါမလဲပြန်ပြီးကောင်းကျိုးပေးတာကိုပြောတာနော်မြတ်စွာဘုရားဟောကြားခဲ့တဲ့ပရိတရားတော်တွေကိုရွတ်ဖတ်တာပဲဖြစ်ဖြစ်နားကြားတာပဲဖြစ်ဖြစ်ဒါဟာတရားကိုဆောင်နေတာဖြစ်တယ် မြတ်စွာဘုရားဟောကြားခဲ့တဲ့ပရိတရားတော်တွေကိုရွတ်ဖတ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာငါရွတ်ဖတ်နေတဲ့ပရိတရားတော်တွေဟာမြတ်စွာဘုရားကိုတော်တိုင်ဟောကြားခဲ့တဲ့ပရိတရားတော်တွေပါလားလို့တွေးမိပြီးဘုရားအပေါ်ကြီးညိုတဲ့စိတ်ဘုရားအပေါ်ကြီးညိုတဲ့စိတ်ဖြစ်နေတယ်ထို့အတူပဲငါကြားနေတဲ့ပုဂ္ဂိုလ်ကလည်းပဲငါနာကြားနေတဲ့ပရိတရားတော်တွေဟာမြတ်စွာဘုရားကိုတော်တိုင်ဟောကြားခဲ့တဲ့ပရိတရားတော်တွေပါလားလို့တွေးမိပြီးဘုရားအပေါ်ကြီးညိုတဲ့စိတ်တရားအပေါ်ကြီးညိုတဲ့စိတ်ဖြစ်နေတယ် အဲ့ဒီလိုရွတ်သူရောနာသူပါဖျားအပေါ်ကြည်ညိုတဲ့စိတ်တရားအပေါ်ကြည်ညိုတဲ့စိတ်ဖြစ်နေတဲ့အချိန်မှာသူတို့ရဲ့တန်တမာရှိနေတဲ့လောဘဒေါသမောဟစတဲ့ဒိဋ္ဌိကိလေသာတရားတွေကိုဖျားအပေါ်ကြည်ညိုတဲ့စိတ်တရားအပေါ်ကြည်ညိုတဲ့စိတ်ကုသိုလ်ကတရင်ကပဟံဖြစ်ပသက်ပေးထားတယ်အဲ့ဒီလိုတရင်ကပဟံဖြစ်ပသက်ပေးထားတဲ့အတွက်ကြောင့်သူတို့ရဲ့တန်တမာလောဘဒေါသမောဟစတဲ့ဒိဋ္ဌိကိလေသာတရားတွေခြုံငိမ့်နေတဲ့အတွက်ကြောင့် တို့တွေဟာပရိတရားရွတ်ဖက်နာကြားနေစဉ်မှာငင်းအေးနေကြတယ်။ဒါဟာပရိတရားရွတ်ဖက်နာကြားခြင်းရဲ့ကောင်းကျိုးပဲเนาะ။ဒါတွေကိုမသိပါဘဲနဲ့ပရိယုတ်တိဖြစ်စေမယုတ်တိဖြစ်စေဘာမှမဖြစ်ဘူးလို့ပြောတာဟာကိုဘဟုတုဒ္ဒမရှိရာကိုခြားပြရာရောက်တယ်။ဒါကြောင့်အရင်ဆုံးလေ့လာပါအောင်လို့ပြောချင်ပါတယ်เนาะ။ဒီမေခွန်းရဲ့လူရင်းအတိတ်ဘက်ကပရိကြီးစတတ်တုတ်အားလုံးကိုဖခင်ကအကုန်မဟောခဲ့ဘူးဟု လူကြီးတချို့ပြောနေကြတာဟုတ်ပါသလားလို့မေးလို့ရင်ဖြစ်ပါတယ်ပရိကြီးဆက်တတ်တုတ်ထဲကယရဏတုတ်မေတ္တာတုတ်ခန္ဓာတုတ်တဇကတုတ်အာတာနာတိယတုတ်အင်္ဂုလိမာလာတုတ်ဘောဇင်ကတုတ်အဲ့ဒီခုနှစ်တုတ်ကိုဖယားကရွတ်ဖို့ညွှန်ကြားခဲ့ပါတယ်မင်္ဂလာတုတ်မောရတုတ်နဲ့ဝတ္တတုတ်ပုဗ္ဗန္နတုတ်လေးတုတ်ကိုရွတ်ဖို့ညွှန်ကြားခြင်းမရှိပါဘူးအဲ့ဒါကိုကြည့်ပြီးတော့စာတက်ပေတဲ့ပုဂ္ဂိုလ်တချို့က ရိကြီးသတ္တတုတ်ထဲမှာခုနှစ်တုတ်ကိုသာဖယားကရွတ်ဖို့ညွှန်ကြားပြီးကြံတဲ့လေးတုတ်ကိုရွတ်ဖို့ညွှန်ကြားခြင်းမရှိဘူးလို့ပြောဆိုနေကြခြင်းဖြစ်ပါတယ်။မင်္ဂလာတုတ်၊မောရတုတ်၊ဝတ္တတုတ်၊ဥပ္ပန္နတုတ်တို့ကိုဖယားကရွတ်ဖို့ညွှန်ကြားခြင်းမရှိခဲ့တော့လေပဲ။အဲ့ဒီတုတ်တွေဟာဖယားရှင်ရဲ့ရွှေနှုတ်တော်ကနေထုတ်လုပ်ပြီးဟောထားတဲ့တုတ်တွေဖြစ်တာကြောင့်ရှေးဆရာတော်ကြီးတွေကအဲ့ဒီတုတ်တွေနဲ့ပေါင်းပြီးတော့ပရိကြီးသတ္တတုတ်ဆိုပြီးလှုပ်ထားခြင်းဖြစ်ပါတယ်။ဒါကြောင့်ပရိကြီးသတ္တတုတ်အလုံးဟာ ဖရာဟောတွေကြီးပဲဖြစ်ပါတယ်အဲသို့တော့တခုတော့ရှိတာပေါ့ပရိဒီမီတာနဲ့တိုက်တွန်းလွှာတွေကတော့ဖရာဟောမဟုတ်ပါဘူးเนาะရှေးဆရာတော်ကြီးတွေကထည့်ထားတာပဲဖြစ်ပါတယ်နားလည်ပါစေပိယိတော်ရဲ့အထိပ္ပယ်ကိုရှင်းပြပြီးတော့မူပါရှင်ပြပိယိကြီးဆက်သသုတ်နဲ့မြည်စည်းပိယိကတော့မြတ်စွာဘုရားကိုယ်တိုင်မိတ်ဆိုခဲ့ပြီးတော့မြည်စည်းပိယိများကတော့အခြားသူများစီမံထားတဲ့ပိယိတော်များဖြစ်ပါလေရှင်ပြပရိဒါဆိုတာ protection ပဲမှန်ပါဗျာအကားဝဲ ဒါပြင်မြတ်စွာဘုရားပြိတ္တကိုဟောတဲ့အခါဘာဝအခြေခံဟောတာတော့ဆိုရင်အခြေခံနှစ်ခုကတော့မေတ္တာနဲ့သစ္စာမှန်ပါဗျာမေတ္တာပို့ခြင်းသစ္စာထားခြင်းသစ္စာပြုခြင်းအပြင်ကိုယ့်ရဲ့အန္တရာယ်ကိုကာကွယ်တာမှန်ပါဗျာနောက်တစ်ခုကတော့ဖရားကုံတရားကုံကိုအာရုံပြုတာမှန်ပါဗျာပရိကြီး73သုတ်ဆိုတာဗမာပြည်မှာတတ်မှတ်ထားတဲ့ဟာတစ်ခုကိုပြောတယ်မှန်ပါဗျာတီဟိုတို့ဘာလို့မှ73သုတ်မကတာလဲရှိတယ် မှန်ပါဒီထဲမှာပါလာနေလည်းရှိတယ်ဒါဗမာပြည်ကထွက်ထီးရှင်းနေနဲ့ကိုယ်နိုင်ငံကိုသတ်မှတ်ထားတဲ့ပြိပယ်ဖြစ်တယ်မှန်ပါအဲ့ဒီပြိတိတဲကဟိုမင်္ဂလာတုတ်ဆိုတာတော့ပြိမဟုတ်ဘူးနော်ရှရဏတုတ်ကပြိမှန်ပါဗျာမြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တယ်မှန်ပါမေတ္တာတုတ်ကလည်းအယန္တာအတွက်မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တယ်မှားတော့မေတ္တာတုတ်ဆိုတာ introduction ပဲအလုံးကိုမိတ်ဆွေဖြစ်မိတ်ဆွေဖြစ်အောင်မေတ္တာပို့တာပဲ မှန်ပါဗျာမဲဆွေဖြစ်သွားရင်သူကအနည်းရရော့နေသွားတာပဲနော်မှန်ပါခွေးတော်မှာကိုကရိုက်မယ်လို့ရင်အခွေးကပြန်ကိုင်းမှာမှန်ပါဗျာအဲခွေးကိုထညက်ကျွေးတယ်သူကြိုက်တာတွေကျွေးမဲဆွေဖြစ်သွားမှန်ပါဗျာအဲ့ဒါတော့ပဲမှန်ပါဗျာနော်ဒေါသနဲ့လာတဲ့လူကိုကိုကဒေါသမဖြစ်အောင်သူ့ကိုအချိုတတ်အချိုပေးတာပေါ့နော်မှန်ပါဗျာမှန်ပါအဲ့ဒါမေတ္တာတုတ်ကလည်းဖြေဟောတယ်ခန္ဓာတုတ်ဆိုတာလည်းပဲမွေအစိတ်တော့တော်ရွာလေးအဲ မကိုက်အောင်အနည်းမရှိအောင်ဟောတာဖရာဟောတာမှာ။နောက်ဝတ္တတုတ်ဆိုတာဖရာအလောင်းလေးသစ္စာဆိုခဲ့တဲ့သစ္စာကြောင့်ဖြစ်တာနော်။သစ္စာဆိုခဲ့တဲ့အကြောင်းကိုပြန်ဟောတဲ့ဟာ။ဝတ္တလည်းပဲဖရာဖရာဟောတယ်။ဖရာဟောပဲ။မှန်ပါဗျာ။မောရတုတ်ဆိုတာလည်းပဲဖရာအလောင်းဒီဥတော်ဘဝတုန်းကအရန်တားလုတ်ခဲ့တာတွေကိုဒါလည်းဖရာပြန်ဟောထားတယ်ဟာ။မှန်ပါဗျာ။တဆက်ကတုတ်ဆိုတာလေတရားမင်းကြီးရဲ့စစ်ထွက်တဲ့အခမ်းအနားကိုနမူနာယူပြီးတော့ ဗုဒ္ဓနုတ္တိဓမ္မနုတ္တိသံဃာနုတ္တိဆိုရက်ဘုရားကုံတရားကုံသံဃာကုံနေနဲ့လူတွေရဲ့ပေးရအန္တရာယ်တွေကိုကာဝယ်ပေးတဲ့သဘောဒါလည်းဘုရားဟောတာပဲမှန်ပါဗျာဒီအင်္ဂုဏိပါဠိပရိသရာအင်္ဂုဏိပါဠိအတွက်မြတ်စွာဘုရားဟောပေးတယ်မှန်ပါသူရဲ့ဘဝအစဉ်ပြေဖို့သူကယန္တုများတယ်ဟုတ်သူကတတ်ခဲ့တာဒီရန်သူတွေများတော့လူမှုအကျိုးပြုလုပ်ငန်းတစ်ခုကိုလှုပ်စေခြင်းအပြင်သူ့ပေါ်မှာအညိုတေးတွေဒီရန်သူတွေရောပါတော့ မှန်ပါဗျာမေတ္တာနဲ့လှုပ်ပေးတာပေါ့နော်နောက်ပြီးတော့ဘုဆင်တုတ်ဆိုတာလည်းပဲမြတ်စွာဘုရားဟောတာပါပဲဒါပေမဲ့ဘုဆင်တုတ်ဘူးရင်းကိုဘူးရင်းကိုခြုံပြီးတော့နောက်ဆရာတွေရေးထားတာအခုပရိတ်ကြီးထဲမှာပါတယ်ဘုဆင်တုတ်ကမှန်ပါဗျာအ내အိဗယ်ကိုခပြာနဲ့စီပြီးတော့ကာထာနဲ့စီပြီးတော့ဒါနောက်မှာရေးထားတယ်မှန်ပါဗျာဒါတော့ဘုရားတည့်ရဲ့ဟောတာတသက်ရှိတယ်မှန်ပါဗျာမှန်ပါ ။နောက်ပုဗ္ဗနသုတ်ဆိုတာလည်းဖရာဟောတဲ့ဟာတွေပါတယ်။စုပပြီးတော့ထည့်ထားတာပေါ့နော်။မှန်ပါဗျာ။အတ္တနာတိယသုတ်ဆိုတာတော့မြတ်စွာဘုရားဟောတာမဟုတ်ဘူး။နမင်းကြီး၄ပါးဝိသောနမင်းကြီးဥဆောင်တဲ့နမင်းကြီးတွေဟာသူတို့အုတ်ထင်းနဲ့သူတို့ရဲ့ဟိုအုတ်ထင်းမှုအောက်မှာရှိတယ်။ဆိုးစွားတဲ့ဘလူးတွေရှိတယ်။မှန်ပါဗျာအဲ့ဒီကောင်တွေကိုသူတို့ထိန်းချုပ်လို့တချို့ကမရဘူးမရတော့ အဲ့ဒါလေးကိုထိန်းချုပ်ပြီးတော့ဖရာတရားတန်ခါကိုးခဲ့တဲ့ပုံကိုယ်လေးအနည်းငယ်ပြုတ်နိုင်အောင်လို့သူကအမိန်ပြန်တဲ့သဘောဟောတာအော်ဖရာရှိခိုးတွေပါပဲအဓိကတော့ခုပြင်ရေးထားတာတချို့ကအချို့ကဖရာဟောတာတချို့ကဖရာဟောတာမဟုတ်ဘူးအချို့ကတော့ခုနလိုနမင်းကြီးတွေရှောက်သွားတဲ့စကားကိုပဲဒီတိုင်းထားတယ်မှန်ပါဗျာမှန်ပါအဲ့လိုမှန်ပါဗျာအဲ့တော့အဲ့ထဲမှာမောရတုတ်ကတပြည့်တော်ကိုနားလေထားသလောက်နေမင်းရဲ့ဂုံတော်ကိုချီးကျူးတဲ့ ခါတာဖြစ်တယ်လို့သိထားပါတယ်ဗျာဟုတ်တယ်အဲ့တော့နေမင်းရဲ့ဂုံချီကျူတာ ਨੇ ဘာကြောင့်အစွမ်းထပ်ပြီးတော့အန်ရကင်းတဲ့ခါတာတပုတ်ဖြစ်လာမှလဲရှင်ဗျာနေမင်းကိုတိုင်းတယ်ရနေမင်းနေမဟုတ်ဘူးအဆုံးမှာဖျားဂုံကိုအာယုရှိခိုးရပါတယ်ရေပြမနာဝေရကုသဗ္ဗတံမိတိမိနမောဆိုဖျားရှိခိုးရပါတယ်တော့နေမင်းနေရှိခိုးရမို့နေကြီးကိုတိုင်းတယ်လိုက်တာတိုင်းတယ်ပြီးတော့ရှိပြမနာဝေရကုဆိုပွင့်တော်မူခဲ့တဲ့ဖရာတွေအားလုံးဖရာရှိခိုးရပါတယ်အဲ့ဒီဖရာရှိခိုးတဲ့အစွမ်း မှန်ပါဗျာနော်မှန်ပါဗျာမှန်ပါနေ့ရက်အစွမ်းမဟုတ်ဘုရားရှိခိုးတဲ့သူယင်းတဲ့ကအစွမ်းမှန်ပါဗျာမှန်ပါ